အလုံးပဲမင်္ဂလာပါနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာအဲ့တော့နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေသားအုပ်ချုပ်ဤလေးခုနိုင်ငံအဖြစ်ယက်တည်မှုဆိုပြီးကျွန်တော်ကတင်ကြားပေးခဲ့ပြီးပါပြီအဲ့တော့အခုပြောမယ့်ခေါင်းစဉ်ကဘာလဲအချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးတော့ sovereignty နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာနေနမိတ် area တွေ နိုင်ငံသူနိုင်ငံသားအကြောင်းတွေအစိုးရသဘောတရားတွေပြောပြွားပြီးအခုကအကျုပ်ချာအာဏာ sovereignty အကြောင်းကိုပြောမယ်ကျတို့မြန်မာနိုင်ငံဖွဲ့စည်းဖို့အခြေခံဥပဒေမှာမကကဘာတစ်ခုလုံးမှရှိတဲ့ဖွဲ့စည်းဖို့အခြေခံဥပဒေတွေမှာအကျုပ်ချာအာဏာဆိုတာကဘာလဲဆိုလို့ရှိရင်ဥပဒေပြူရေးအုပ်ချုပ်ရေးတရားစီရင်တွေပဲဖြစ်ပါတယ်ဥပဒေပြူရေးအုပ်ချုပ်ရေးတရားစီရင်တာဝန်ခံတွေဌာနတွေအကုန်လုံးဒီတဦးနဲ့တဦး reciprocal အပြန်လန်အားဖြင့်ချက်ကဗေးလန်ဘာဖြစ်လဲတဲမဲ့ဖို့ထိကြောက်ဝေးဖို့တာဝေရှိပါတယ်အဲ့ဒီလိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ကဏ္ဍတွေကိုအပြန်လန်တဲမဲ့ထိချောင်းဖို့မရှိရင်ဒီမိုကရေစီရပ်တန့်ပါတယ်ဒီမိုကရေစီရပ်တန့်လို့ရှိရင်တာဝေယူရတဲ့အဖွဲ့အစည်းကအာဏာထိန်းချင်းသိမ်းချင်းတွေလုပ်ပါတယ်အဲ့တော့ကျတို့တဲမတော်ကဘာဖြစ်လို့အာဏာထိန်းချင်းသိမ်းချင်းလုပ်တာလဲသိမ်းတာကိုထားလိုက်ဒါကျတော့ထိန်းတာကိုပြောအခုကနတ်ဆက်ကထိန်းတာဆိုတော့ အဲ့တော့၂၀၁၈ပေါ်စည်းပုံအခြေခံဥပဒေထဲမှာပြသတ်မှတ်ထားတဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ကဏ္ဍ၃ခုရှိတယ်။ reciprocal အပြန်အလှန်လဲချက်ကပေးလဲထိန်းချောင်းဖို့လဲပြောပေးထားတယ်။ဒါပေမဲ့မထိန်းချောင်းလို့တက်မတော်ကအာဏာထိန်းလိုက်ခြင်းဖြစ်တယ်။အဲ့တော့ဥပဒေပြုရေးတာဝန်ကိုကျွန်တော်တို့လွှတ်တော်ကယူတယ်။အုပ်ချုပ်ရေးတာဝန်ကိုတမရပါတဲ့အစိုးရအဖွဲ့ကယူတယ်။တရားစီရင်တာဝန်ကိုတရားလွှတ်တော်ချုပ်တွေကယူတယ်။ ဲ့တော့ UEC ဆိုတဲ့နေရာကသူကအုတ်ချုပ်ရေးတွေလုပ်ဖို့အုတ်ချုပ်ရေးတာဝန်ကိုယူထားရတာဟုတ်ပြီနော် UEC ဆိုတာကပြည်သူတွေရဲ့ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့အတွက်ကိုအုတ်ချုပ်ရေးနဲ့ပတ်သက်တဲ့ဌာနတစ်စိတ်တစ်ပိုင်းဖြစ်တယ်ဗျအဲ့တော့ UEC ကအတီးသာနောက်ဆုံးအတီးဖြစ်တယ်လို့ဘယ်တော့ပဲပြောပြောဒီမှာ UEC ဆိုတာအုတ်ချုပ်ရေးဌာနပဲကြည့်သူမှဆိုးဘက်ပိုင်ခွင့်မရှိဘူးသူကအုတ်ချုပ်ရေးတာဝန်ပဲပေးထားတာ ခြုံပြပိုင်ဝင်ရှိတာကဘာတူလဲဒီမှာတောင်းဆိုတဲ့သူရှိတယ်ဆိုရှင်ဥပဒေမှာနောက်ဆုံးအတီဖြစ်တယ်လို့ရေးထားတာပဲရှိတာဆုံးပြပိုင်ဝင်ရှိတယ်လို့ပြောတာမဟုတ်ဘူးအတီဖြစ်တာတော့မှန်တယ်ဒါပေမဲ့မဲတွေကိုပြန်ရှင်းပေးပြီးပြန်ပြေရှင်းပေးပါလို့တောင်းဆိုတဲ့သူရှိနေပြီဆိုလို့ရှိရင် तू ကဥပဒေပြူရေးဌာနမဟုတ်ဘူး तू ကတရားစီရင်ဌာနမဟုတ်ဘူး तू က UCC အုပ်ချုပ်ရေးဌာနဖြစ်တဲ့အတွက်ကြောင့်တရားစီရင်ဌာနတို့ဘာတို့ကလာပြီးတော့တက်မှတ်ပေးရမယ် UCC ရေတောင်းဆိုတဲ့သူရောရှိနေပြီအဲ့တော့ငါတို့ဖြေရှင်းပေးရမယ် ဲ့ဒီလိုလာပြီးတော့အပြန်အလှန်ထိန်းကြောက်ရတယ်။အဲ့တော့ယူရေးစီစာအုပ်ချုပ်ရေးဌာနတစ်ခုဖြစ်တယ်။အဲ့ဒီအုပ်ချုပ်ရေးဌာနမှာတာဝန်ခံတဲ့သူကဘယ်သူလဲ?သမရ။သမရကိုတာဝန်ခံတဲ့သူကဘယ်လူလဲ?သမရက report လို့လောက်ရတာဘယ်သူလဲ?အကြံပေး။အဲ့တော့သမရတွေအကြံပေးတွေကိုဘာဖြစ်လဲ?သူကယူရေးစီစာပြောရမယ်။နော်?ပြောတော့သမရကတရားဥပဒေသမားဆိုဒါတွေနားလည်ရမယ်လေ။မဟုတ်ဘူးလား? ဲ့တော့ तू อ่ะတရားဥတွေက तू ပါဆုံးဖြတ်ပိုင်ခွင့်မရှိဘူးဥပဒေမှာပဲ तू တို့အတီးဖြစ်တယ်လို့ပဲရေးပေးတာလားသူတို့ကငင်းပိုင်ခွင့်မရှိဘူးတောင်းဆိုနေပြီဆိုလို့ရှိရင်သမရတွေအကြံပေးတွေကဖြည့်ရှင်းပေးရမယ်သူတို့ကမဖြည့်ရှင်းပေးဘူးဆိုတော့တရားလွတ်တော်ကျုပ်တို့ဘာတို့ကနေပြီးတော့လာပြီးချက်ကပေးလက်အပြတ်အလားလွတ်ပေးရဒါပေမဲ့ဒီ2008ဖွဲ့စည်းပုံထဲမှာအဲ့လိုမန္တလေးတို့ရက်ကအပြန်အလှန်ထိတ်ကြောင်းမယ်လို့ reciprocal check up ပေးလိုက်လို့ပြောထားရတဲ့ဇာတ်နဲ့မထိတ်ကြောင်းတဲ့အတွက်ကြောင့် ပြည်သူတွေအုပ်ချုပ်တဲ့ပြည်သူကိုယ်စားလှယ်တော်တွေကမကောင်းတဲ့အတွက်ကြောင့်ဘာဖြစ်လဲခမတို့ပြည်သူတွေမကောင်းပါဘူးပြောတဲ့ legitimacy non legitimacy ဖြစ်တဲ့အစိုးရထွက်လာတယ်လို့ထင်လို့လားမဟုတ်ဘူး legitimacy government ထွက်လာတယ်နာဇာကအစိုးရဆိုတာဥပဒေရတရားဝင်အာဏာထိန်ခွင့်ပေးထားတဲ့တရားဝင်အစိုးရတစ်ခုဖြစ်တယ်နားလည်မထင်နဲ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ ပြည်သူပြည်သားတွေနေနဲ့နော်ဒီဥပဒေပြေအုပ်ချုပ်ရေးတရားစီရင်တွေကိုထဲထဲဝင်နားလည်ဖို့လိုအပ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့အချုပ်ချာအာဏာဆိုတဲ့အပိုင်းကိုနားလည်မယ်လို့ထင်ပါတယ်။ဒါဆိုရင်နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေနေမဲ့ area အကြောင်းလဲဗီဒီယိုပိုင်းတည်တံ့ပြောပြီးပြီ။နိုင်ငံသူနိုင်ငံသားတွေအကြောင်းလဲဗီဒီယိုပိုင်းပြောပြီးပြီ။အစိုးရအကြောင်းလဲဗီဒီယိုပိုင်းတည်တံ့ပြောပြီးပြီ။အခုအချုပ်ချာအာဏာနဲ့ပတ်သက်ပြီးတော့လဲအဲတည်တံ့ပြောပြီးပါပြီဖြစ်ပါတယ်။ကဲ အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာဂျင်းကျော်လေးဖြစ်ပါတယ်တဒါ